ူချင်းတို့ခင်ဗျာကိုယ့်ရဲ့ personal brand ကိုတည်ဆောက်တဲ့အခါမှာ fashion style ကလည်းအရေးကြီးပါတယ်အဲ့တော့ကိုယ့်ရဲ့ professional လုပ်ငန်းနယ်ပယ်အလိုက်ကိုယ့်ရဲ့ fashion style နဲ့ကိုက်ညီအောင်ဝတ်စားစင်မှုဟာလည်းလူချင်းတို့ရဲ့ personal brand လူချင်းတို့ရဲ့ professional အောင်မြင်မှုအတွက်အလွန်အရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာပထမအဆုံးကျွန်တော်တို့က fashion နဲ့ style နဲ့တော့အရင်ဆုံးကွဲပြားဖို့လိုတယ်ဒီနှစ်ခုတချို့တချို့သူတွေကတူတယ်လို့ထင်တယ်အဲ့တော့ fashion ဆိုတာက ကျွန်တော်တို့က trend နေเนาะ kit နောက်တစ်ခါကျွန်တော်တို့ကအခြေအနေပေါ်မူတည်ပြီးတော့ပွဲလန်းသဘင်ပေါ်မူတည်ပြီးတော့ဝစ်ဆင်ရတာဖြစ်တယ် style ဆိုတာကိုယ့်ရဲ့ပုံစံဖြစ်တယ် style ကအမြဲတမ်းတပုံစံနဲ့ပဲလင်းတိုင်းညွန့် style လို့ပြောရင်လွန်ခဲ့တဲ့10နှစ်ကလင်းတိုင်းညွန့် style အခု style တူတူပဲအသိမကွာဘူးဒါလင်းတိုင်းညွန့် fashion တွေကတော့ဘာဖြစ်လဲကျွန်တော်တို့ကကြွားမှာပေါ့ဟုတ်လားကျွန်တော်တို့လွန်ခဲ့တဲ့လူချင်းမင်းကျွန်တော်တို့6တန်းကျောင်းသား9တန်းကျောင်းသားဘဝမြင်လဲလူချင်းမင်းလင်းတိုင်းညွန့်ပုံစံဒီပုံစံပဲเนาะကျွန်တော်တို့အဲ့တော့ဗာလဲကျွန်တော်ရဲ့ style ကျွန်တော်ဒီ style pan တို့ဘာလို့ငငယ်လေးတွေဝတ်တာကျွန်တော်ငငယ်လေးတွေဒီပုံစံပဲအဲ့တော့ဒါကကျွန်တော် style မပြောင်းဒါပေမဲ့ fashion ကတော့ပြောင်းတယ် တော့ fashion trend တွေပြောင်းနေဟာလားနှစ်အလိုက်ဟာကျွန်တော် fashion လောကမှာဆိုတာကျွန်တော်က popular ဖြစ်တဲ့ color တွေဟာလား fashion trend တွေရှိဆိုတော့ကိုယ့်ရဲ့ personal brand တိဆောက်တဲ့အခါမှာလေလူကျွန်တော် fashion style ကိုတိုးတက်ဖို့အတွက်နီလန်၅ချက်ကိုဒါကျွန်တော်ရဲ့အမှုပညာမြောက်စွာအောင်မြင်ခြင်းဆိုတဲ့စာအုပ်ထဲကနေကျွန်တော်ရဲ့သင်ရဲ့ fashion style တိုးတက်စေဖို့နီလန်၅ချက်ဆိုတဲ့စောင်းပါးတွေကနေမျိုးလုံးနဲ့စာဖတ်ဖို့မအားတဲ့သူတွေအတွက်နားနဲ့စာဖတ်နိုင်အောင်ရင်းနှီးချစ်ခင်စွာ မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ fashion style တိုးတက်ဖို့တဲ့ number 1အချက်ကတော့ listen to the experts ကျွမ်းကျင်တဲ့သူတွေရဲ့စကားသံတွေကိုအကျွန်တော်တို့ကနားဆွင့်မှုလိုတယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ fashion style တွေကိုကျွန်တော်တို့ကကိုယ်ထင်းတယ်လို့ဝတ်လို့မရဘူးဟုတ်လားကိုယ်တငယ်ချင်းတွေပြောတဲ့ပုံစံတိုင်းဝတ်လို့မရဘူးသက်ဆိုင်ရာ professional နဲ့ပဲအသီးသီးမှာ fashion နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကထင်ရှားကြော်ကြားတဲ့သူတွေရှိတယ်။အဲ့တော့သူတို့ရဲ့အကြံပြုမှုတွေကျွမ်းကျင်တဲ့သူတွေရဲ့အကြံဉာဏ်တွေဒါတွေကိုကျွန်တော်တို့ကလေ့လာတယ်။နံပါတ်1အချက်ကတော့ခင်းတဲ့လာရောညီထွေဖြစ်ဖို့တော့ trend ပေါ့နော်။အဲ့ကျွန်တော်က trend တွေကိုအမြဲတမ်းကိုကမပြတ်ဖို့လိုတယ်။အဲ့တော့ fashion ဆိုတာညီနေတဲ့ရေးသိမ်းမဟုတ်ဘူး။အဲ့တော့ဘာတွေကတင့်နေလဲဘာတွေက trend ဖြစ်နေလဲဒါကိုကျွန်တော်မပြတ်ကိုကလေ့လာဖို့လိုတယ်။နံပါတ်3ကတော့ လိုအပ်ရင်နောက်ပြန်သွားဖို့လိုတယ်လိုအပ်ရင်နောက်ပြန်သွားဖို့လိုတယ်ဆိုတာ fashion ဆိုတာ cycle စဝိုင်းပုံစံဖြစ်တစ်ခါတလေကြာရင်ဟိုကျွန်တော်တို့ကလွန်ခဲ့တဲ့9နှစ်လောက်ကအာ fashion ကဒီဒီနှစ်မှာပြန်ပြီးတော့ခက်စားလာတာမျိုးဖြစ်နိုင်တယ်အဲ့တော့တစ်ခါတလေကြာလိုအပ်ရင်နောက်ပြန်သွားပြီးတော့အဲကျွန်တော်တို့ကတစ်ခါလေကြာရင်စစ်ကြိုခက်ကဟလာကျွန်တော်တို့ fashion ကိုအမျိုးသမီးတွေအခုပြန်ဝတ်တာမျိုးတွေပေါ့နော်ဒီလိုမျိုးဖြစ်နိုင်တယ်ဒါကြောင့်လိုအပ်ရင်နောက်ပြန်သွားဖို့လိုတယ်နံပါတ်၄အချက်ကတော့ ကိုယ့်ရဲ့ shape အတိုင်းကိုဝင့်နိုင်မလို့လူတယောက်နဲ့တယောက်ကောက်ကြောင်းမတူ shape မတူအဲ့တော့လူတိုင်းမှာမွေးရပါခန္ဓာကိုယ်ပုံစံ body shape ရှိတယ်အဲ့ဒီ shape နဲ့ကိုက်ညီတဲ့ဝတ်စားစင်မှုဝင့်နိုင်မလို့ကိုကပူတာလားရှေ့တာလားပိန်တာလားဝတာလားဒါနဲ့လိုက်ဖက်တဲ့ဝတ်စားစင်မှုမျိုးကိုရွေးချယ်ဝတ်ဆင်နိုင်မလို့နောက်ဆုံးနံပါတ်5ကတော့ကိုပိုင် style ရှိဖို့လို့အဲ့တော့ fashion ဆိုတာလှပဖို့တခုတည်းမဟုတ်တက်တောင့်တက်တာဖြစ်ဖို့လည်းလို့ တော့တခါကြီးကသူများနဲ့လှပေးမယ်ကိုဝင်းတက်တောင့်တက်တာဖြစ်ချင်မှဖြစ်တယ်အဲ့တော့ကိုပုံစံတိုင်းကိုကျွန်တော်ခုနပြောသလို fashionist time to style ဆိုတာကိုပုံစံတိုင်းဖြစ်ဖို့ကြီးလိုက်တာနဲ့ဒါဘသူဆိုတာကိုကျွန်တော်တို့ကကိုယ့်ရဲ့ပုံစံတစ်ခု style တစ်ခုကိုဖန်တီးထားဖို့လို့စကားပြောတဲ့နေရာမှာလဲ style ရှိတယ်လို့လူမှာ fashion မှာလဲ fashion style နေဆိုတာရှိပါဒါကြောင့်လူကျွန်တော်ရဲ့ fashion style ကိုတိုးတက်စေဖို့အတွက်နီလန်ငါချက်ကိုချစ်ခင်စွာမျှော်ပေးလိုက်ပါတယ်အဲ့တော့ဒီနီလန်ငါချက်အကြံပြုချက်တွေအတိုင်းဆောင်ရွက်ပြီးတော့ fashion style တိုးတက် မိမိ fashion style တိုးတက်အောင်ဆောင်ရွက်ပြီးတော့မှမိမိတို့ရဲ့ personal brand ကိုအထောက်အကူပြုနိုင်ဖို့အတွက်အပြည့်အဝယုံကြည်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလကိုတင်တန်းတစ်မျိုးပဲဖွင့်ပါတယ်။အခု9လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စကားဆွင့်ရည်တင်တန်း business presentations master class ဖြစ်ပါတယ်။မိမိတို့ရဲ့စကားဆွင့်ရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ချင်တဲ့လူကြီးလူငယ်မျိုးစုံဆိုတက်နိုင်တယ်။ online တင်တန်းဒီအခုလာမယ်9လပိုင်း 6ရက်နေ့အင်ကာနေစမှာဖြစ်တယ်။ online ကနေတလားတတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတတိကမ္ဘာဒေတာတတိကတက်နိုင်ပါတယ်။နိုင်ငံရောက်နေတဲ့သူတွေကလည်းမြန်မာပြည်အတယောက်ကိုကိုစားတင်တန်းကြီးလွှဲခိုင်းပြီးတက်နိုင်တယ်။သူက online တင်တဲ့တင်ကြမဲ့ပုံစံကတော့ကျွန်တော်တို့ကနေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ကနေတင်ပေးမယ်။ recorded video တွေကြည့်ဖို့အခက်အခဲရှိတဲ့သူတွေ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်ပါတယ်။ live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေ live လို့မိတင်ကြမှာဖြစ်ပါတယ်တခါတင်ကျွန်တော်တို့က3နိုင်လောက်ကြတယ်မိကုန်းနိုင်ကိုဖြည့်ပေးတယ်အဲ့တော့တန်တက်နေတဲ့လူချင်းတို့ group coach မှာရအောင်ဆောင်ပေးတာဖြစ်တယ်အဲ့ကျွန်တော်တို့ဒီ zoom ကိုလည်းလူချင်းတို့ကြည့်ရတာအခက်အခဲရှိတဲ့သူတွေအတွက်နောက်ရမှာ recorded video ကို facebook group ရော telegram private channel မှာပြန်တင်ပေးမယ်တန်တန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ် အပြင်လူတွေတင်တဲ့ကတော့လာမယ့်9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေတွေ2ရက်မှာရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်ရဲ့ AML တင်တန်းကျောင်းမှာမနက်7:00ရက်နေ့ညနေ6:00အထိကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်ဖြစ်ပါတယ်။အဲ့တော့ online တင်တဲ့ပဲတက်ချင်တက်ချင်အပြင်တင်တဲ့ပဲတက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ရဖုန်းနံပါတ်ရကောမမမီးနဲ့ message မှာရေးထားပြီးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။အခုအစည်းအဝေးကြီးတဲ့သူတို့အောင်20% discount ကျွန်တော်ဆက်ပေးထားပါတယ်။ကျွန်တော် page ဝင်ကြည့်ပါအသေးစိတ်အချက်အလက်တွေကို လူချင်းတို့တင်တန်းကြောင်းသိစိတ်ချက်လက်တို့ကျွန်တော် page ရဲ့အပေါ်ဆုံးမှာတင်ထားပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီတင်တန်းဒီစကားဆွမ်းရည်တင်တန်း business presentations master class ဆိုရာနဲ့ညီစကားဆွမ်းရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားဆွမ်းရည်၃ခုဖြစ်တဲ့အယောင်းဆိုင်ရာပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူမှုအကြောဟောပြောမှုဒီသုံးကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပြည်သက်ပေါင်းများစွာကိုဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအနစ်ထုတ်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့စကားဆွင့်ရင်ကိုမြင့်တင်နေတဲ့သူတိုင်းစကားဆွင့်ရင်တနက်မှာတွေ့ကြပါမယ်။ဒီ season ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ season မှာပါဝင်ခြင်းကျွန်တော်အခု video file နဲ့ကျွန်တော်အခု တင်ဆက်နေတဲ့ဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်က9ဥကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့ဒီစာအုပ်9ဥကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမတ်တရလက်မနဲ့တူအိမ်နိုင်ရာရောက်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါမိမိတို့ရဲ့စကားဆွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုကိုတည်ဆောက်လိုက်ကြပါစို့ we must work together we must build our nation